ားလုံးပဲမင်္ဂလာပါဒေါက်တာနိုဝင်ဘလော့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ဗီဒီယိုလေးမှာတော့မမေတို့စိုးရိမ်နေပြီးတော့ကာကွယ်ဆေးမထိုးခင်မှာပါပါစီတမောကျူးတိုက်တဲ့ကိစ္စလေးကိုပြပြပေးမယ်အဲ့ဒါကဘာဖြစ်လို့မတိုက်တင်တာလဲဆိုလို့ရှိရင်နံပါတ်1ခန္ဓာကိုယ်ကနေပြီးတော့ကိုယ်ခံအားတုတ်ပြန်မှုကိုရောကြစေနိုင်တယ်ဒီပါစီတမောကိုကြိုပြီးတော့တိုက်လိုက်တဲ့အခါမှာကာကွယ်ဆေးရဲ့ကိုခံအာတုံပြန်မှုကိုရောကြစေနိုင်တဲ့အတွက်ကြောင့်မလို့ပါပါစီတမောကိုကြိုပြီးတော့မတိုက်သင့်ဘူး။နံပါတ် ကြားလာခြင်းဆိုတာကဒီခန္ဓာကိုယ်ကကိုယ်ခံအတုံးပြောင်မှုစနစ်တစ်ခုဖြစ်တယ်။အဲ့တော့မမေတို့ကဒီမပြားခင်မှာပဲပေါ်စီတမောကြိုပြီးတော့တိုက်လိုက်တဲ့အခါကျရင်ဒီကိုယ်ခံအားစနစ်ကိုသွားပြီးတော့ဖိနှိပ်တယ်လို့မျိုးဖြစ်ပြီးတော့နောက်ရက်ပြေးနိုင်ပါတယ်။နံပါတ်3ခလေးတိုင်းကဖျားနာတာမဟုတ်ဘူး။ ဒီပါစီတမောကိုလိုအပ်မှပဲတိုက်ရိုက်တင်တယ်။ကလေးငယ်ငယ်လေးတွေမှာမလိုအပ်ပဲစေးတိုက်လို့ရှိရင်စိုးကျိုးတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်မလိုမလိုအပ်ပဲနေတော့မတိုက်တင်ဘူး။ဒီပါစီတမောကကလေးဖျားမှပဲတိုက်တင်တယ်။ဥပမာဒီ6မျိုးဆက်ကာကွယ်စေးလိုမျိုးကလေးဖျားတယ်၊နာတယ်ဆိုလို့ရှိရင်တော့ဒါပါစီတမောကို ထိုးပြီးတဲ့အခါကျတော့ရှိရင်တော့တိုက်ရပါမယ်။နောက်ဆုံးအရေးကြီးတာတစ်ခုမှာကျင်တာကတော့ ဘလို့ဆေးပဲတိုက်တိုက်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းကိုလိုက်နာပြီးမှသာတိုက်တက်ပါရှင်အားလုံးကျေးဇူးတင်ပါတယ်